နာဘောမှာရမ်းဖြစ်ဖို့ပိုပြီးခဲရင်တာပေါ့အဲ့ဒီခဲရင်တဲ့ဘဝတွေကိုဒါငရင်ကဒါနှိမ့်ဆက်တာပေါ့ဗျာနှိမ့်ဆက်တဲ့အခါမှာစိတ်မကောင်းဖြစ်ရတာပေါ့မလုံပြန်ပြီလုံပြန်ပြီဝင်နေဝင်နေသွားပြီဟိုးဟိုးညီလေးတွေဒီကြောင်းတိုက်ကြီးတွေကိုတခြားရိုက်ထားကွာလို့ဒါလေးတွေကအာဟိုတုန်းကဆင်ဒီမစိုးရင်ကြောင်းတိုက်ကြီးကအလူရှင်တူးတဲ့လူတန်းထားတာဥသက်ရှည်ပေါ့နော်ဒါသူဆိုရင်ကပီးတစ်ခုမှတက်မထားဘူး အဲဒီကအဲ့ဒီမှာကျွန်တော်ဆုံးကက်လိုက်တဲ့တဲကဒါတချို့လဲဒီတိုက်ပြီးတဲ့တဲမှာပါတယ်ဆိုတော့လဲရင်ထဲမှာမကောင်းဘူးပေါ့ဗျာဆရာတော်တပားရေပေါ့နော်မိခင်နဲ့ညီမလည်းအဲ့ထဲမှာနေတိုက်ပြီးတဲ့တဲမှာပါသွားတယ်ဆိုတော့အင်တာဗျူးဖြေတာကြည့်လိုက်ရပါတယ်ဟိုဝမ်းနေရောငါလွဲပြီးကျွန်တော်အခုချိန်လေးတော့ဘာမှမတက်နိုင်သေးဘူးပေါ့ကျွန်တော်လည်းသွားလှူဖို့တော့ရည်ရွယ်နေပါတယ် မလှုပ်ရမီလှုပ်ရမီရင်းလေဝင်းနေဝင်းနေသွားပြီအိုးအိုးဒါတော့မြင်တွေ့ရတာကစိတ်မချမ်းသာစရာပေါ့နော်အာတကယ်ခံစားရတဲ့မိသားစုဝင်တွေဒီခုနမေးတယ်လို့ပဲပေါ့နော်လောကမှာလူဖြစ်ဖို့ခရင်တဲ့အဲဒီကမှဒါသာသနာပေါ်မှာရဟန်းဖြစ်ဖို့ပိုပြီးခဲရင်တာပေါ့အဲဒီခဲရင်တဲ့ဘဝတွေကိုဒါငရင်ကဒါနှိမ့်ဆက်တာပေါ့ဗျာနှိမ့်ဆက်တဲ့အခါမှာစိတ်မကောင်းဖြစ်ရတာပေါ့ကျွန်တော် မွေးနေ့မတိုင်ငယ်16ရက်နေ့မှာကျွန်တော်မစိုးရင်ကြောင်းတိုင်မှာတွားပြီးတော့အလှလုပ်ပါတယ်အလှလုပ်ရင်းနဲ့တောင်မှဒီမီဒီယာကိုကျွန်တော်ပြောပြောပြတယ်နော်ညီလေးတွေကိုညီလေးတွေဒီကြောင်းတိုက်ကြီးတွေကိုတခြားရိုက်ထားကွာလို့ဒါလေးတွေကဟိုတုန်းကဆိုရင်ဒီမစိုးရင်ကြောင်းတိုက်ကြီးကအလှရှင်တူးတဲ့လူတန်းထားတာဥသက်ရှည်ပေါ့နော်ဒါသူဆိုရင်ကပီးတစ်ခုမှတက်မထားဘူးဒီကြောင်းတွေမှာရွှေတိုင်တွေပြီးတော့ဒီကြောင်းတိုက်ကြီးတွေပြည့်စည်သွားလို့ရှိရင်ပြန်ပြီးတော့ပြုတ်ပြင်ဖို့မျက်နှာချက်တွေမှာရွှေအစစ်တွေလှုပ်ထားတာပေါ့အဲ့ကြောင်းတိုက်တွေကိုရိုက်ထားဆိုတော့ညီလေးတို့တွားရိုက်တွားရိုက်တာပဲဟုတ်တယ်မလား ဒါပေမဲ့မကြောက်ဖြစ်သွားတဲ့ရက်နဲ့အကိုတို့သွားလို့တဲ့ရက်ကတပတ်လောက်ပဲကြာမယ်ထင်မှန်းနော်အဲအဲ့မှာငလင်ဘေးတင့်ညာတယ်ကျွန်တော်စိတ်မကောင်းဘူးပေါ့ဘာကြောင့်လဲဆိုတော့ဒီចောင်းတိုက်ကအလုံးပေါင်းပြိုကျတဲ့တိုက်တွေကဒီ73တိုက်ရှိတယ်အဲ73တိုက်ကမှအဲ့အဲ့ចောင်းတိုက်မှာနာယကဖုံးဖုံးတစ်ပါးဖြစ်ဖို့ရာပို့ပြီးခဲရင်တာပေါ့စာတက်မှဒီဘေးဝန်သားဆိုတဲ့ဘွယ်ကြီးရမှဒီចောင်းတိုက်ဆရာတော်ဖြစ်တာအဲ့ចောင်းတိုက်ကြီး73တိုက်လုံးပြိုကျတဲ့အတွက်ဒီစာတင်တကယ်စာတင်နေတဲ့ ဒီတိုက်မှာမဟုတ်ပါဘူးအစီမဆွင့်တိုက်တဲ့ကောအစားရှိတွေတိုက်တယ်ပေါ့နော်ဖုံဖုံတိုက်တယ်ဆိုတော့ပိုပြီးရင်နာရတာပေါ့ဒီတကယ်စာတင်နေတဲ့စာတင်သားတွေခံစားရတော့ရင်နာမှာကိုယ်နိုင်ငံအတွက်ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံအတွက်များစွာစိတ်မကောင်းဖြစ်မိတာပေါ့ဟုတ်ဟုတ်အဓိကဒီကျောင်းတွေကိုရှေးတုန်းကလူတွေကအမြုံမြင်ရှိတာပေါ့ဗျာကျွန်တော်မစိုးရင်တမိုင်းကိုဖတ်တဲ့အခါမှာ ဒီចောင်းတကဥသက်ရှေရဒီចောင်းတိုက်ကိုလှူဖို့ပေါ့နော်ចောင်းလှူခြင်းနဲ့ဆိုတော့ဒီဆရာတော်ကြီးတပတ်ကိုဒီမဆိုးရင်ကိုဆရာတော်သွက်လျှောက်တယ်ပေါ့နော်ဒီမဆိုးရင်အရင်ဆရာတော်တပတ်ပေါ့အဲသွက်လျှောက်တော့မဟုတ်ဘူးမင်းတို့မြို့ပေါ်မှာတက်ပြီးတော့စာတင်တိုက်တွေကိုလှူအကျိုးရှိတယ်ပေါ့အဲ့ဒါနဲ့ဒီမဆိုးရင်ចောင်းတိုက်ဖြစ်မဲ့နေရာကိုလာလှူတယ်လို့ပြောတယ်လာလှူတော့လည်းပဲဒီចောင်းတိုက်တန်းမှာမဆိုးရင်ចောင်းတိုက်မှာဟိုတုန်းကတော့ကပြေးတွေမရှိဘူးပေါ့အခုနောက်လှူတဲ့လူရှင်တွေကတော့ကပြေးတွေတက်ကြတယ်လူချင်းဘယ်သူပေါ့ဟိုတုန်းကတော့ចောင်းတကဥသက်ရှင်မိသားစုကဒီ ကျောင်းဝင်းထဲကိုဖက်နဲ့တောင်မစီဘူးအပြင်မှာကားတွေပါရက်ထားတယ်အဲဒီတိုင်းပေါ့သူတို့လူတန်းထားတဲ့ကျောင်းတိုင်းကျောင်းတိုင်းမှာလည်းတိုင်နေမှာရွှေအစစ်ပြီးတော့မျက်နှာချက်တွေမှာရွှေအစစ်လုပ်ပြီးလှူဒန်းထားတယ်ပေါ့ဒါတွေကျောင်းရင်ကျောင်းတွေပြက်ခဲ့လို့ရှိရင်ပြန်ပြင်ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့အခုခက်ကုံစင်းတုံးတွေကတော့အဲ့ရွှေနဲ့လည်းမရလောက်ထင်ပါတယ်အဲ့ကြအများကြီးပျက်စီးသွားတော့ရင်ထဲမှာစိတ်မကောင်းဖြစ်ရတာပေါ့နော်ဒီစာတင်တဲ့နေ့မှာကျတော့ မလို့ခေါမလဲသာသနာအာဇာနည်ဖြစ်ဖို့ရာ100%တေချာတော့ဖြစ်တာပေါ့နော်ဒီတန်ဃာတွေအခုစ조사နေတဲ့ဒီစာဖြေဗိမာန်ကြီးပြိုကျတာတော့ဆိုရင်အာမတွေးဝင်စရာပြီးတော့ဒီ Facebook မှာ post လေးတခုတက်လာတဲ့ဟာလေးကဒီစာဖြေတန်ဃာတွေရဲ့လွယ်အေးလေးတွေကသူတို့စောင့်နေမယ်ဆိုတာလေးတွေဖတ်လိုက်ရတော့ယနေ့မှကျွန်တော်မလို့ခေါမလဲတော်တော်ကြီးကိုခံစားရတယ်ပေါ့နော်ပြီးတော့သူတို့မိခင်တွေသူတို့အမျိုးဆွေတွေမြန် တားဒီဒီတားတော်မောင်ဒီပြန်လာတဲ့ခါမှာဘလို့မျိုးအခုစာပြေပြီးပြန်ကြတော့မယ်ဗျာစာတင်ဒီတန်ဃာတော်တွေကမလာနိုင်တော့တဲ့တန်ဃာတွေအတွက်ပြီးရက်ရွာအားကိုးထားတဲ့တန်ဃာတွေအတွက်ဆိုအိုးဘလို့များဟိုဖြစ်ကြမလဲပေါ့နော်ရင်းနှီးမှာကတော့ကျွန်တော်ကျွန်တော်မှမဟုတ်ပါဘူးဒါအခုဖြင်းနေတာကကျွန်တော်တို့ဂုံဂူနေမမြပါဘူးကျွန်တော်တို့ခံစားရတာဟိုနည်းနည်းလေးပဲပေါ့တို့မိသားစုတွေခံစားရမှာပုံများပါတယ်ဟုတ် ကမြို့မှာနေတဲ့သူတွေကမြို့ပေါ်ကစာတင်တန်ခါရှားတယ်လေအနေနဲ့ရဲကလာကြတဲ့တန်ခါတွေက10ဘန်းမှာ9ဘန်းလောက်အဲကျတော့ကိုယ်ရွာကနေပြီးတော့ကိုယ့်ရဲ့ရွာကနေပေါ့ဒီဆရာတော်လေးကိုတချို့လဲပန်ပိုးကြတချို့လဲထောက်ပန်းကြဒီစာတက်ကြီးတွေဖြစ်ချင်ကြတယ်ကိုယ့်ရွာရဲ့ရွာအတွက်အကျိုးဖြစ်စေချင်ကြတယ်ပေါ့နော်အာကိုပြီးပို့ကြတာပေါ့အဲ့ထဲမှာမိခင်အပါဝင်ဖခင်အပါဝင်ပေါ့နော်အဲဒါမြန်မာနိုင်ငံအတွက်ကတော့တကယ်ထိခိုက်နစ်နာတဲ့ဒါထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတွေအရင်ကြီးနစ်နာတဲ့ဆုံးရှုံးမှုပါ နေ့တရ18နှစ်ရှိတဲ့နိုင်စင်ကြီးစဖြိုးနေပါပြီတဲ့အဲဒီကအဲ့ဒီမှာကျွန်တော် ဆုံးကက်လိုက်တဲ့တဲကဒါတချို့လဲဒီတိုက်ပြီးတဲ့တဲမှာပါတယ်ဆိုတော့လဲရင်ထဲမှာမကောင်းဘောဗျာဒီထဲမှာမှအဲ့မှာဆရာတော်ကြီးရဲ့မိခင်ဆရာတော်တပါးရဲ့ပေါ့နော်မိခင်နဲ့ညီမလည်းအဲ့ထဲမှာလည်းတိုက်ပြီးတဲ့တဲမှာလည်းပါသွားတယ်ဆိုတော့အင်တာဗျူးဖြေတာကြည့်လိုက်ရပါလေဟိုဝမ်းနေရောငါလဲပြီးကျွန်တော်အခုချိန်လေးတော့ဘာမှမတက်နိုင်သေးဘူးပေါ့ကျွန်တော်လည်းသွားလှူဖို့တော့ရည်ရွယ်နေပါတယ် တော့ဆင်မကောင်းပါဘူးပဲဒီတိုင်းပဲရှောက်ရှောက်ရုံကလည်းပဲဆရာတော်လည်းပူနေတာဆိုတော့ဘာမှမတတ်နိုင်သေးဘူးပေါ့နော်ကျွန်တော်လည်းဒီတိုင်းပဲပြောထားသေးတာပေါ့မတော်လှူဖို့တော့ကျွန်တော်ပလန်တော့ဆွဲနေပါတယ်ဟုတ်ဒီကတော့အခုငရင်ဘေးကတော့အားလုံးကဒုက္ခဝေဒနာတွေခံစားနေကြရတယ်ပေါ့နော်ဒီထဲမှာလိုအပ်တဲ့နေရာလေးတွေအများစွာရှိပါတယ်နံပါတ်1အဲကျွန်တော် comment လေးတခုဖတ်ရတယ်ပေါ့နံပါတ်1 Luna ဒီတိုက်ပစ်သွားတဲ့ Luna ပြီးတော့တေဆုံးသွားတဲ့လူတွေ ဒါတွေအဓိကထားပြီးလှူစေခြင်းနဲ့နံပါတ်2အဲချမ်းမာရေးခုနကစင်တာတွေပေါ့နော်ဒီငရင်ဘေးတင်ခန်းစားနေရတဲ့ဟာတွေကိုပို့ပြီးတော့ထိထိရောက်ဆေးဝါးအစပေါ့နော်ကုညီစေခြင်းနဲ့ပြီးတော့ပျက်စီးသွားတဲ့အိုးအိမ်လေးတွေပေါ့ဒါလေးတွေဘလို့စောင့်ရှောက်နိုင်မလဲပေါ့အထမင်းကတော့နေစဉ်လူတန်းနေကြတဲ့သူတွေပေါ်ပါတယ်အဲကြတော့ဒါလေးတွေကိုတခြားလေးစစ်စစ်ပြီးအဲလှူဒန်းစေခြင်းပါတယ်ဟုတ် အမြင်ရတဲ့မြင်ကွင်းကတော့အကုန်လုံးပါပဲဒီကတော့ဖခင်ဆုံးတဲ့သူနဲ့မိခင်ဆုံးတဲ့သူနဲ့ဓမီသားစုလုံးဆုံးတဲ့သူနဲ့ဆိုတော့ရင်ထဲမှာတော့မကောင်းဘူးပေါ့ဖြေရတာလည်းမကောင်းပါဘူးဒါအဓိကကျွန်တော်တို့ဖြေတယ်ဆိုတာဒီဒုက္ခတကယ်ဒုက္ခရောက်နေတဲ့လူတွေကိုကူညီစေခြင်းလို့ဒါ sharing လုပ်တဲ့သဘောပါပဲဟုတ်ဒီတစ်ခါကတော့ကျွန်တော်တက်တန်းပါတော့ဒါအဆိုးဆုံးခံစားရတဲ့ဝေဒနာလို့ကျွန်တော်ခံစားရတယ်ပေါ့ဒါကြောင့်ဒီလိုဘေးဆိုးကြီးကနေပြီးကတ်ဆိုးကြီးကနေဘယ်တော့မှမခံစားရပါစေနဲ့လို့နော် အားလုံးဟို ခုချိန်မှာတော့ပျော်ရွှင်ကြမှာမဟုတ်ဘူးပုံကန်တော့ကတယ်နဲပါစေလို့အေးချမ်းပါစေအလူရှင်တွေလည်းပေါ်ပါစေအဆင်ပြေနေတဲ့သူတွေလည်းပိုပြီးအဆင်ပြေပါစေလို့ဆန္ဒပြုပါတယ်